အာဆင်နယ်သင်းရဲ့ဒီယာဒီအရေးသွေးမြင့်ခန်းစစ်မှာမိနစ်များသုံးဝင်ရောက်ဆော့ထားခဲ့တဲ့ခန်းစစ်ကစားမှာ၄ရောက်ဒီလေးယောက်ကတော့ဒီယာတီမှာအာဆင်နယ်သင်းခန်စစ်ပိုင်းနဲ့ပတ်သက်ပြီးတော့မိနစ်တွေအများကြီးဝင်ပြီးဆော့ထားတဲ့ကစားသမားတွေကျွန်တော် data ထုတ်ထားပါဘောလေဒီယာတီအာဆင်နယ်သင်းက၅ဘွဲကစားပြီးသားကြီး ရီးမီးယားလိလေးပွဲချန်ပီယံလိတပွဲအဲ့ဒီ၅ပွဲမှာအာဆင်နယ်သိပေးကိုတကိုးပဲရှိတယ်အဲ့ဒီတကိုးကလည်းတေကန်ဘောလို့ခေါ်တဲ့ဖရီးကစ်ကနေပြီးတော့ပေးလိုက်ရတာကောင်းမွန်တေသက်လုံးနဲ့ဆိုဘော်စလိုင်းရဲ့ကန်ချက်နဲ့အတူတူရိုင်ယာမတားဆီးနိုင်ခဲ့ဘူးဂိုးပေးလိုက်ရတယ်ဒါပေမဲ့အာဆင်နယ်သိသည် open play လို့ခေါ်တဲ့ကစားကွက်တစ်ဆင့်ပေးရတဲ့ဂိုးဒီရတီမှာမရှိသေးဘူးအဲ့တော့ဒီလေးယောက်ဒီအာဆင်နယ်တင်းရဲ့ဒီရာဒီ၅ဝက်မှာမိနစ်အများဆုံးဝင်ရောက်ကစားပြီးခြေစွမ်းပြကောက်ွယ်ပေးထားနိုင်ခဲ့တယ်။ကလင်းရှင်း၄ဝက်ထိယူနိုင်ခဲ့တယ်။ကဲ နံပါတ်1နေရာမှာရှိတဲ့မိနစ်များသောဝင်ရောက်ဆော့ထားတဲ့ player က Gabriel Makahi 450မိနစ်၅ပွဲစလုံးမှာတပွဲကိုမိနစ်60၅ပွဲမိနစ်ပေါင်း450အပြည့်ဝဆော့ထားတယ်။ကြံကလေးရာသီတုန်းကဒဏ်ရာခွဲစိတ်ခဲ့ရတယ်။တခေါက်ကြောဒဏ်ရာဖြစ်ခဲ့တယ်။အဲ့လိုကစားမတူဒီရာသီမှာတော့ကြံ့ခိုင်မှုအပြည့်နေပဲ။ဆာလီဘာနဲ့တွဲမလား၊မော်ကွေရန်နဲ့တွဲမလား၊ကြိုက်တဲ့လူနဲ့လား။အစင်ပြောင်တွဲတယ်ဘိုးခန့်စစ်ဒီ ်ဘယ်ဘချမ်းဘိုးခန့်စစ်မှာပေါ့လေသူ့အနေနဲ့ကောင်းကောင်းလေးခြေစွမ်းပြနိုင်ခဲ့တယ်အသင်းကိုလည်းဦးဆောင်မှုပေးနိုင်ခဲ့တချို့ပိုင်းတွေမှာဆိုကပိန်လက်ပတ်ကြီးပါဝတ်ဆင်ပြီးတော့ကစားခဲ့တာတွေ့ရတယ်အဲ့တော့ဂေဘီယယ်မဂါရေးဒီနိုင်ငံလေဝေးစင်ဘရာဇီးအသင်းအတွက်ရောအာဆင်နယ်အသင်းအတွက်ကိုတကယ့်ကူမှာအားကိုးနေရခဲ့တဲ့ prime time ကစားမတူဖြစ်ရှိနေတယ်ဟိုးရုံးကသူအာဆင်နယ်ရောက်လာခြင်းတော့အားကိုးရတာမှန်ပေမဲ့ ဲ့တော့ကျွန်တော်အခုလောက်ထိရင်းချက်တိုင်မှုမရှိသေးဘူးပြီးပြည့်စုံတလောက်ဖြစ်မလာသေးဘူးလိုအပ်ချက်တွေရှိတယ်ဒါပေမဲ့သူနဲ့ဆာလီဘာတွဲဆော်ရင်တွဲဆော်ရင်နဲ့သူလိုအပ်တာတင်ယူတယ်ဆာလီဘာလိုအပ်တာကိုလည်းသူပြန်ပြီးတော့ sharing လုပ်တယ်အဲ့ဒီပိုင်းမှာတဖြည်းဖြည်းနဲ့ GB မခါကြီးတွတ်တက်လာတယ်အာတီတာရဲ့မဖြစ်မနေလက်ဆွဲခံစစ်ကစားမတူဖြစ်လာခဲ့တယ်အခုဆိုရင်အာဆီနယ်တင်ဒီယာဒီပီးမြလိ၄ပွဲလုံးချန်ပီယံလိလီဖက်တပွဲအဲ့ဒီ၅ပွဲလုံးမှာမိနစ်60ဒီပြအပြည့်စော်ထားတယ်စုစုပေါင်း 450မိနစ်ကဲဒုတိယနေ့မှာရှိတာတော့ Ricardo Calafiori ဘသူထင်ပါလဲမနေ့ကဒန်ယာရင်နဲ့ရုံးကန်နေရပြီးတော့အင်္ဂလိပ်ကစားဟန်နဲ့အဆင်မပြေလောက်ဘူးလို့ကျွန်တော်တို့ထင်ခဲ့တယ်။ကြက်ခိုက်မှုအားနည်းလို့ထင်ခဲ့တဲ့အီတလီသားဒီရသည်မှာ381မိနစ်ထိကစားထားတယ်။သူမိနစ်ပြည့်ဝင်ဆော့ထားတာတော့လီဗာပူးသင်းရဲ့ပွဲစဉ်အတလက်တစ်ဘီဘောင်သင်းရဲ့ပွဲစဉ်ကျန်တဲ့ပွဲစဉ်တွေမှာတော့ဒါပွဲထွက်ကစားခဲ့ပြီးမဲ့လူစားလဲလိုက်တဲ့အခိုက်အတန့်ရှိတယ်။အဲကြောင့်သူအနေနဲ့အဲ့ဒီ၅ပွဲမှာ381မိနစ်ထိဝင်ရောက်ကစားခဲ့တယ်။ မနစ်ကဆိုရင်ရီကာဒိုကာလာဖီယိုရီအီဂျူရီရုံးကန်နေရတဲ့ဆေးကူသားနေတဲ့အဲ့ဒီမှာလူးဝစ်စကယ်လီလေးကိုကျွန်တော်တို့တောက်လျှောက်သုံးခဲ့တယ်။ဒါပေမဲ့ဒီယာတီမှာသူ့ရဲ့နေရာသူ့ရဲ့ကောင်းမွန်လုံးတဲ့ attacking vision တွေ defensive vision တချို့အားနေတယ်ဆိုပေမဲ့ကောင်းမွန်လာတဲ့လုံအားနှုံတောင်ပံကစားမားတွေကိုလမ်းကြောင်းဖွင့်ပေးနိုင်မှုကောင်းမွန်တဲ့ cross ball တွေနဲ့ box ထဲမှာအဆုံးသက်တေချာမှုတွေနဲ့အတူတဲကန် ball တွေမှာပါအားကိုးရတဲ့ဒီ ETD သားကိုအိုက်တာလက်ဆွဲတော်ဖြစ်လာခဲ့တယ်။ Louis Scaliba အရန်ကုန်ပို့လိုက်တဲ့အထိပဲ။ အကြမ်းလို့ဘေဘချန်းခန်းစစ်အစွန်မှာအာဆင်နယ်တင်းအတွက်ဒီယာတီခန်းစစ်ပိုင်းမှာဒုတိယမိနစ်အများဆုံးဖြင့်381မိနစ်ထိကစားထားတယ်။လေပါဘူးဘီပါဘူးတင်းနဲ့ပွဲစဉ်တွေမှာတော့မိနစ်60အပြည့်ကစားပြီးထားပါတယ်။တတိယနံပါတ်ရှိတာဂျူရီယန်ထင်ပါ353မိနစ်ထိဝင်ရောက်ဆော့ထားတယ်။သူကတော့ဘီပါဘူးနော်တင်ယန်ဖောရက်စ်လေပါဘူးအဲ့သုံးပွဲမှာမိနစ်60တည်းပဲအပြည့်ဆော့ထားတယ်။လုံးဝလူစားလည်းမခံရဘူးဗောလေအဲ့တော့ဂျူရီယန်တင်မာနေနဲ့353မိနစ်ထိအာဆင်နယ်တင်းရဲ့ညာချက် ညာချမ်းဖူးဘက်နေရာမှာသူဝေအောင်ဆော့ထားတယ်ဗောလေထင်ပါသည်မနစ်ကတည်းကတရားသီလုံးပွဲရီအများကြီးဆော့တယ်ဟိုးရှစ်တရားသီ2023 2024ဘောလုံးရာသီမှာလူသစ်ကစားမတူးနေတဲ့အာဆင်နယ်ကိုရောက်လာပြီးတော့တိတ်မကြခင်မှာပဲ ASEAN ရာသွားခဲ့တယ်တရားသီလုံးနှီးပါးနားခဲ့ရတယ်ဒါပေမဲ့ကြံခဲ့တဲ့ရာသီမှာတော့ ASEAN တရားနေပြန်လာတယ်ဆိုရင်ပဲပွဲရီအများကြီးအသင်းအတွက်ဆော့ပေးနိုင်ခဲ့တယ်ဘန်ခွိုက်ကြက်ခုံမပြေသွားတဲ့အခါမှာလည်းသူ့ပဲကျွန်တော်အားကိုးရတယ် ဒီရာသီဘန်ဝိုက်နေတဲ့တပွဲပဲဆော့ရသည်တဲ့အချိန်မှာထင်ပါနေတဲ့ကြံတဲ့ပွဲဒီအလုံးကိုသူဝင်ပြီးဖြုတ်ပေးထားခဲ့တယ်တော်တော်လေးဥမာပေါ့လေဒဏ်ရာပြန်ရသွားမလားပြန်ရသွားမလားစိုးရင်ပြီးကျွန်တော်ကြည့်ခဲ့ရဆိုမြဲကြံ့ခိုင်မှုအပြည့်ဝပဲတခါကျရင် तू ကတော့မှခက်ချင်းချင်းလိုက်ပိုင်းလို့ဝါမာတော့စိုးရင်နေခဲ့ရတဲ့ပလီယာအဲ့တော့ဂျူရီယန်တင်မာသီအာဆင်နယ်အသင်းတွက်ဒီရာသီ၅ပွဲမှာ353မိနစ်ထိကစားထားတယ်မိနစ်60အပြည့်ဆော့ထားတဲ့ပွဲက၃ပွဲထိရှိနေပါတယ်ကဲနံပါတ်၄နဲ့မှာရှိတဲ့ပလီယာခရစ်ရှန်မော်ကွေယာဘယ်သူထင်ပါလဲ ပါရောဟင်ဂါဘေးလို့ခရစ်စတန်မော်ကွေရာတို့လို့ကစားသမားမျိုးတွေကအယံဒီနဲ့ရောက်လာခဲ့တာဒီဘဲတွေဆိုရလဲအဖစ်ကခါတာပုံပေါ့ဘာလို့ဆိုဂေဗီယမကာကြီးနဲ့ဝီနန်ဆာလီပါအထိုင်ဝင်တိုးဖို့ကလွယ်မမလွယ်တာဒါပေမဲ့ဆရာသမားတွေတကယ်လဲထက်လဲသုံးလဲရအောင်ပြန်ဝမထုတ်ချင်တော့တဲ့ခံခြေစွမ်းတွေကျွန်တော်မြင်တွေ့ခဲ့ရတယ်အိုက်တာတော့မသိဘူးကျွန်တော်တို့တော့ကြိုက်ကိုကြိုက်နေရဆာလီဘာနဲ့ပိုကောင်းတယ်လို့မပြောချင်ဘူးဒါပေမဲ့ဆာလီဘာနဲ့ quality အရန်ကြီးမကွာဘူးဆိုတဲ့ခံစားချက်ကိုရတယ်နှစ်အောင်စလုံးကြန့်ခိုင်နေတော့ဆာလီဘာပဲသုံးမှာပေါ့ ဒါပေမဲ့ဆာလီဘာထက်ဈေးသက်သာမယ်မတင်းမြင်းခြေစွမ်းရှိတယ်စိတ်ချရပါတယ်ဆိုတဲ့အထဲမှာဈေးသက်သာတာလေးပြရပါဆိုရင်တော့ခရစ်ယာန်ဘောကွေရာရှိတယ်အရန်ကူမှာပေါ့လေလောဆယ်ဆရာသမားကလီဗာပူးသင်းနဲ့ပွဲစဉ်9မိနစ်ပါတဲ့ကဒဏ်ရာသွားခဲ့တဲ့ဆာလီဘာနီယာဝင်ပြီးခြေစွမ်းပြပြီးတဲ့ကသူ့ရဲ့အပိုင်တနီယာလိုဖြစ်သွားခဲ့တာအခုဆာလီဘာကြက်ခတ်မှုအပြင်းနဲ့ချန်ပီယံလိပွဲစဉ်မှာဝင်ပြီးဆော့ဖို့တောင်မှ အရန်ကူမှာပဲထိုင်နေခဲ့ရတယ်ပိုပြီးကြက်ခိုင်မှုပြေးသွားဖို့စီတီနဲ့ပွဲစဉ်အတွက်ထားလိုက်တဲ့သဘောပဲဘီဘာအိုသင်းနဲ့ပွဲစဉ်မှာမော်ကွေရန်လည်းဖြစ်တယ်ဆိုပြီးအိုက်တာကမော်ကွေရာပဲသုံးသွားခဲ့တယ်အဲ့တော့သူနဲ့ပတ်သက်ပြီးကျွန်တော်ရခဲ့တာကပေါင်ဆက်သုံးသန်းနဲ့တမ်းမတမ်းပဲအဲ့လိုခြေစမ်းပြတဲ့ကစားသမားမျိုးဈေးကွက်ထဲမှာတွားချက်ကြည့်အနည်းဆုံးတန်း45ဆီကမစင်ဘူးကျွန်တော်တို့ဒီဒီကစားမအာဆင်စီလာခြင်းနဲ့စာချုပ်ကလည်းတနည်းပဲကျန်တော့ရဆိုတဲ့အချက်တွေနဲ့ရအောင်ခေါ်နိုင်ခဲ့တာပေါင်ဆက်သုံးသန်းနဲ့တော်တော်လေးကမှကြောက်အောင်နဲ့ကစားသမားလို့ပြောအောင်ပါဗောလေ ငိမ့်နေအမြင်မောတွေ ground jewelry take care ရှင်းတာတွေ box ထဲမှာလည်းလုံရဲ깟ရဲရှိတယ်ပြီးတော့ဒီ direction ပြောင်းတဲ့ခေါင်းတိုက်ဘောတွေကိုလည်းကောင်းကောင်းလေးရှင်းထုတ်နိုင်တဲ့ပိုင်းတွေရှိတယ်ပြီးတော့နောက်တစ်ချက်ကကွင်းလေယာကစားသမားတွေကိုဘစ်တက်ကနေတဆင့် pass တွေပေးနိုင်တာအဲ့ဒီပိုင်းပေါ့လေဒါအိုက်တာရမ်းကြိုက်တဲ့ဘစ်တက် play မှာကောင်းကောင်းစော့နိုင်တဲ့ဘိုးခက်စစ်ကစားမတွေကအရေးသွေးပဲဆာလီဘာလည်းအဲ့ဒီပိုင်းပိုက်တယ် ဒါပေမဲ့ဆာလီဘာကတော့ပရီးမီးယားလိမှာပို့ပြီးရှင်းကြိုက်ပြီးပို့ပြီးဈေးကွက်တဲ့ချိန်မြင့်တဲ့ကစားသမားနိုင်ငံလေးရေးစင်အဆင့်မှာဗောလေအဲ့တော့နိုင်ငံလေးစင်အဆင့်မှာလဲစီနာလည်းပဲဖြစ်နေအောင်ဟိုမော်ကွဲကတော့သူကတော့အခုစပိန် U21 မှာပဲကစားတော့နိုင်ငံလေးစင်အဆင့်မှာအဲ့ကြောင့်မို့အာဆင်နယ်အသင်းနေနဲ့နီးပြမီခေးအိုက်တန်နဲ့ဆာလီဘာကပြန်လာရင်တော့ခေါင်းကိုက်မယ်ဒီသားပဲအဲ့တော့မော်ကွဲရသည်ဒီရသည်အာဆင်နယ်အသင်းအတွက်၅ပွဲမှာစုစုပေါင်းသူ့အနေနဲ့293မိနစ်တိကစားထားတယ်နော်တယံဖောရက်စ် ဘီဘောင်အသင်းရဲ့ပွဲစဉ်တွေမှာမိနစ်60အပြည့်ကစားထားတယ်။ဒါအာဆင်နယ်အသင်းရဲ့ဒီယာဒီခန်စစ်တန်းဘယ်ဘက်ချမ်းမှာဆိုရင်ကာလာဖီယိုရီဘိုးခန်စစ်မှာဂေဗီယယ်မကာကြီးနဲ့ခရစ်စတန်မော်ကွဲယာညာဘက်ချမ်းမှာဆိုရင်တင်ပါအဲ့ဒီ၄ယောက်ကဒီယာဒီအာဆင်နယ်အသင်းတကောပဲပေးရတဲ့ခန်စစ်ပိုင်းနဲ့ပတ်သက်ပြီး၅ပွဲမှာမိနစ်အများဆုံးတွဲဆော့ထားတာ ဒီနေရာမှာဒီကစားမတွေပြင်ပမိနစ်အများဆုံးရှိတဲ့ကစားမတွေကတော့ဝီလန်ဆိုင်လီပါ184မိနစ်ကစားထားတယ်။ဘောင်ဝိုက်မိနစ်80ကစားထားတယ်။စကယ်လီ62မိနစ်ဒါကဒီ၅ဝက်နဲ့ပတ်သက်ပြီးဒဏ်ရာကြောင့်ဝင်မကစားခဲ့ရတဲ့အခါမှာတော့100ကစားရတဲ့မိနစ်လေးပဲကျွန်တော်ပေါင်းမိထားတာ။အဲကြောင့်အာဆီနယ်တင်းရဲ့ဒီယာဒီခစစ်မှာ ပေးကိုကလုံးဝမရှိတာ။အဲသူတို့ကလည်းကျွန်တော် appreciate ဖြစ်လို့နောက်ထပ် appreciate ဖြစ်ရမှာကဒီခန်စစ်၄ရောက်ကနောက်ကဂိုးသမား Raya ကိုလည်း appreciate ဖြစ်ရမှာ။ ရာရဲပုတ်ထုတ်မှုတွေကောင်းတယ်ဒီခန်စစ်ကစားမ၄ယောက်လည်းကောင်းတယ်အဲ့ဒီခန်စစ်ကစားမ၄ယောက်ကဝန်ပေါ့သွားအောင် DN Ro LCM နေရနေပြီးတော့ဆေးမီဖြတ်ခဲ့တဲ့ဇူဝီမန်တီတို့ဒီကလရိုက်ကိုလည်း appreciate လုပ်ရမယ်နောက်တစ်ချက်ကမာတီနယ်လီရဲ့အဲ့ခန်စစ်မှာအရန်ပြန်မြန်မြန်နဲ့ဆင်းပြီးဖြတ်တဲ့အပိုင်းတွေကိုလည်းထင်ပါတို့ဒီကာလာဖီယူရီတို့ဆင်းကူတဲ့အပိုင်းကိုလည်းကျွန်တော် appreciate လုပ်ရမယ်အာဆင်နယ်တင်းရဲ့ကစားပွဲလေးနိုင်တဲ့ခါကျရင်အရန်ပြောလို့ကောင်းတာအတင်းထဲမှာသွားတဲ့ playing pattern တွေက အနုစိတ်တဲ့ကြည့်လို့ကောင်းတယ်လောအနှုံအပြည့်နဲ့တသိန်းလုံးကမခုံမကတ်ဆော့တယ်ဒါပေမဲ့ရလက်မကောင်းတဲ့ပွဲဆိုအာဆင်နယ်တင်းရဲ့ကစားပုံကဟိုဝိဝိလုံးနဲ့ပြောလို့ရတယ်လိုချင်တဲ့ဂိုးမရဘူးရှေ့ကိုတိတ်မရဘူးကစားဝက်တဲလုံးနဲ့ဆိုတဲ့ပုံစံမျိုးဒါပေမဲ့အာဆင်နယ်တင်းရဲ့ကစားပုံကအခုနောက်မှပိုပြီးရင်းချက်လာတွေ့တယ်မနေ့ကဆိုပတ်တန်နီနဲ့သွားတယ်ဘီဘောင်တင်းနဲ့ပွဲချင်းမှာအဆင်မပြေဘူးလားခေါနာတက်တီနဲ့သွားတယ်လောင်းဘောရီနဲ့သွားတယ်အဲ့တော့အာဆင်နယ်တင်းရဲ့အခု squad တက်ကလည်းအရှိရ ထည့်ထားတဲ့စက်တယောက်အဆင်မပြေနောက်မှဝင်မဲ့ကစားမ၄၅ယောက်ကလည်း game plan ကို ပြောင်းနိုင်လောက်တဲ့ playing style တစ်ခုစီရှိတယ်။မနေ့ကဆိုအဇီးတို့မန်တူဂီတို့ယောဂရက်တို့ကစားဖို့အဆင်မပြေဘူးဆိုနောက်ကနေပြီး trosset တို့ martinelli တို့ကိုကစားမယ့်လူတွေထည့်သုံးလို့ရလောက်တဲ့ဒီအသင်းမှာကလူအင်အားတောက်နေတာတွေ့တယ်။ဒါတော့မှ saka တို့ပြန်မလာသေးဘူး။ saka odigat ban white ဂျေဆူးခံဘက်အဲ့လိုကစားမတွေပြန်လာရင်အာဆင်နယ်ကပို့ပြီးတော့မှ strong ဖြစ်တော်မယ်နေတာပေါ့လေကဲဘာပြောပါအာဆင်နယ်တင်းနေတဲ့ဒီယာဒီစုပေါင်း၅ဘွဲကပ်ပြီးသွားချင်မှာပေကိုတကူပဲရှိတယ်တိုက်စစ်ကအနေနဲ့ United နဲ့အသင်းနဲ့ပွဲစဉ်မှာတကူ Lee United အသင်းနဲ့ပွဲစဉ်မှာ၅ကိုစုပေါင်း6ကို Forest နဲ့ပွဲစဉ်မှာ3ကိုစုစုပေါင်း6ကိုမနေ့ကပွဲစဉ်မှာ2ကိုစုစုပေါင်း17ကိုသွင်းထားတယ်တိုက်စစ်ကဒီယာဒီပြိုင်ပွဲစုံမှာ ၅ဘွဲ့မှာ၁၇ကိုးသွင်းထားပြီးတော့ပေးကိုးကတော့တကိုးပဲရှိပါတယ်။အဲဒီမှာအာဆင်နယ်တင်းနဲ့ပတ်သက်ပြီးဒီရာဒီမှာတော်များမျောလင်းနေကြတယ်။အဲတော့အာဒီတာဘာလုပ်ပေးနိုင်မလဲ။ကစားသမားတွေရဲ့ squad နဲ့ quality နဲ့အရန်ကုန်နေထားတော့လုံးဝတောင့်တင်းနေပြီ။ဒါရကစားမတော်များလည်းစက်တင်ဘာလလည်းဆိုရင်ဒါပြန်လာနိုင်မယ့်နေထားမှာရှိတယ်။အဲဒါဆိုဒီရာဒီကတော့ကျွန်တော်တို့အများကြီးမျောလင်းလို့ရပါတယ်။အဆုံးထိကြည့်တဲ့လဲအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ။ ဘောလုံးမွေးနဲ့ပတ်သက်ပြီးတော့စီးပွားဖြစ်ဖြစ်ပြောနေမြေကစားခြင်းဆိုဘာပြောဖုန်းနံပါတ်တညာကို946963တိန်နံပါတ်တညာကို9983ခေါင်းနီးယာတို့မှာဆက်သွယ်ချိတ်ဆက်ပြီးတော့ကစားလို့ရပါတယ်ခင်ဗျာ။